2025ခုနှစ်အော်တိုဘာလအစောပိုင်းမှာမြန်မာနိုင်ငံသားတွေအတွက်တကယ်ကိုတုံ့လှုပ်စရာကောင်းတဲ့သတင်းပေါ်ကိုကြားလိုက်ရပါတယ်။ဒီသတင်းကတနင်္ဂနွေလုံးကိုနိုင်ပိုင်းအတွင်းမှာပြန်ပြန်သွားခဲ့တာ။ဒါရိုးရိုးလူသက်မှုတစ်ခုမဟုတ်ဘဲနဲ့ဒီလိုအပြစ်ဆိုးမျိုးကဒီခေတ်လူငယ်တွေရဲ့စိတ်ထဲမှာဘာတွေဖြစ်နေလဲဆိုတဲ့မေးခွန်းကြီးပေါ့။မွေးဖွားလာစေခဲ့ပါတယ်။ရန်ကုန်မြို့ဗပေးရန်မြို့နယ်32လမ်းပေါ်က Beautyland Hotel မှာ အမှုက ဖြစ်ခဲ့တာ။မနက်စောစီးစီးမှာဟိုတယ်ဝန်ထမ်းတွေက တကယ်ကိုအစီမချမ်းမြေ့စရာမြင်ကွင်းတစ်ခုကိုတွေ့လာရတယ်။အခန်းတစ်ခုရဲ့အပြင်ဘက် AC ဆက်နှလုံးကြားက အမိုက်အကြီးထဲမှာအသက်23နှစ်အရွယ်လောက်မတ်စုမြတ်ဝင်းရဲ့ရုပ်လောင်းကိုရှာတွေ့ခဲ့ရတယ်။လက်တလေးမျိုးကလာတဲ့ဒီအမျိုးသမီးကသူမရဲ့ဘဝကိုအကောင်းဆုံးစတင်ဖို့ကြိုးစားနေတဲ့သူပါ။ဒါပေမဲ့သူမရဲ့အသက်ဆုံးပါခဲ့ရတဲ့ပုံစံကလည်းအလွန်ကမရက်ဆက်ချမ်းကျုပ်ပါတယ်။ခနာကိုအစိပ်ပိုင်းတချို့ကတော့မှရဲရဲစွတ်စွတ်လေးပြထားပြီးတော့ ဦးကလေးစားတွေပါဆွဲထုတ်ခံထားရတဲ့အတွက်ကျွမ်းကျင်တဲ့အစုံစမ်းစစ်ဆေးရေးမှုတွေတောင်မှအားအသင့်ကြရပါတယ်။ဒါပေမဲ့လက်တော်ဝန်ရှိသူတွေကတည့်ရအတွင်းမှာပဲတန်တရားရှိသူတွေကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။အဲဒီမှာပဲလူတွေအတွက်ပုံပြီးထိတ်လန့်စရာကောင်းတာတွေကဖြစ်ရပါတော့တယ်။ဘာလို့လဲဆိုတော့ဂျူးလွန်တဲ့သူတွေကတော့လူငယ်ဇုံတွေတွေဖြစ်တဲ့အောင်ခန့်ကျော်စင်နဲ့မက်အီမွန်အောင်တို့ပဲဖြစ်ပါတယ်။လူငယ်တွေပြေအောင်မကသူတို့ရဲ့အသက်ကလည်း16နှစ်လောက်ပဲရှိသေးပြီးတော့ စနတန်းပြေထားတဲ့သူတွေဆိုတာကိုသိလိုက်ရတဲ့အခါမှာသူတို့ရဲ့ငွေရတဲ့အသက်ရွယ်ကြောင့်လူတို့ကပူပြီးတော့မှထိတ်လန့်ကြရပါတယ်။ဒီလိုအချိန်ဒီမှာလူမှုကွန်ရက်ပေါ်မှာကောလာဟလတစ်ခုကထွက်ပေါ်လာခဲ့ပါတယ်။အဲဒါကတော့လူသက်တရေခံလို့ယူဆသူအောင်ခန့်ကျော်စင်ကအိုဂျီဆရာဝန်ကြီးတူရဲ့သားဖြစ်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဒီကောလာဟလကလူတွေရဲ့တုံ့ပြန်မှုကိုပို့ပြီးတော့မှပြင်းထန်စေခဲ့ပါတယ်။ဒီလိုပညာတဲ့အတိုင်းဝိုင်းကလာတဲ့အရာရာပြည့်စုံတဲ့လူငယ်ဟာ ဒါကြောင့်ဒီလိုရက်ဆက်တဲ့အလိုမျိုးကိုလုပ်ရတာလဲဆိုတဲ့မေးခွန်းကပို့ပြီးတော့မှလူပတ်ဝန်းကျင်ကြမှာခြေလောင်လာခဲ့တယ်။ဒီတရင်တွေကလင်းမြန်စွာနဲ့ပြန့်နှံ့ခဲ့ပြီးတော့ဒီအမှုကရိုးရိုးရာဇဝတ်မှုထက်ပိုတယ်ဆိုတဲ့အမြင်ကိုဖြစ်စေခဲ့ပါတယ်။ဒါပေမဲ့တန်လျာရှိသူအောင်ခန့်ဂျော်စင်ကိုမိတဲ့အခါမှာသူကအေးအေးဆေးဆေးပဲသူတက်တာဆိုပြီးတော့မှဝန်ခံခဲ့တယ်လို့သိရပါတယ်။သူရဲ့ဝန်ခံချက်ကတော့အားလုံးထဲမှာအကြောက်ရအောင်ပိုင်းပါပဲ။ သူကမန်းဆွေမြဝင်းကို Telegram ကနေခေါ်ယူပြီးတော့မှဟိုတယ်မှာတွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။သူ လူသက်ခဲ့တဲ့အကြောင်းရင်းကဒေါသလက်စားချီလိုစီတွေမချေနှက်တာတွေပတ်စံကြောင့်ဘာတစ်ခုမှမဟုတ်ပါဘူး။သူဝန်ခံခဲ့တာကနိုင်ငံခြားရာဇဝတ်မှုဇလန်းတွဲတွေနဲ့ဗီဒီယိုတွေထဲမှာမြင်တဲ့အတိုင်းစမ်းသပ်ကြည့်ချင်လို့တတ်ခဲ့တာပါတယ်။သူ့ရဲ့စကားလုံးတွေကတကယ်ကိုအေးဆက်ပြီးတော့တော်တော်လေးကိုစာနာမှုခင်းမဲ့နေပါတယ်။သူကဒါတွေကိုပါကြိုတင်ယူဆောင်လာခဲ့ပြီး တဖြက်ပြီးတဲ့နောက်မှာသူ့ချစ်သူအီမောအမူပါခေါ်လို့သွေးတွေကိုတုတ်တာမျိုးတတိကံပစ္စည်းတွေကိုဖျောက်ဖျက်တာမျိုးစားတဲ့ရည်စွမ်းမှုတွေကိုဖုံးကွယ်ဖို့ကူညီခိုင်းခဲ့ပါတယ်ဒီအဖြစ်အပျက်တစ်ခုလုံးကိုကြည်လိုက်ရင်တော့အသက်၁၈နှစ်ပဲရှိသေးတဲ့လူငယ်တစ်ယောက်ရဲ့လုံးဝနောင်တမရှိတာနဲ့အရာရာကိုအေးဆက်စွာနဲ့စီမံခန့်ခွဲနိုင်မှုကစိတ်ပိုင်းဆိုင်ရာအလွန်အမင်းထိခိုက်ပျက်စီးနေတဲ့ psychopathy ရဲ့လက္ခဏာရည်တည်နဲ့အလွန်ကိုမှကိုက်ညီ ဆန္ဒမှုနဲ့နောင်တဆိုတာလုံးဝကင်းမဲ့နေတဲ့လူတစ်ယောက်ရဲ့စိတ်ထဲမှာဘာတွေဖြစ်နေတာလဲဒါကိုနားလည်ဖို့ဆိုရင်စိုက်ကိုပက်တီစိတ်ပန်းဆန်ယောဂါဆိုတဲ့အခြေအနေကိုပို့ပြီးတော့မှနည်း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 လေ့လာဖို့လိုပါတယ်စိုက်ကိုပက်ဆိုတာကတော့ရုပ်ရှင်တွေကကြောက်စရာကောင်းပြီးမျက်နှာကြီးကအများအားဖြင့်ပြနေတဲ့သတိထားမိစရာလူဆိုးတွေမဟုတ်ပါဘူးတို့ကကျွန်တော်တို့နဲ့အတူတူတာမန်လူတွေလိုပဲပုံမှန်တိုင်းသွာလာနေထိုင်နိုင်ပါတယ်တို့ကစကားပြောချိုးစားနိုင်တယ်ယဉ်ကျေးနိုင်တယ် တကယ်ကိုဆွဲဆောင်မှုရှိတဲ့ပုံစံမျိုးနဲ့တောင်မှနေနေပါတယ်။ဒါပေမဲ့သူတို့ရဲ့ဒွင်းစိတ်မှာတော့ကြီးမားတဲ့လက်ဟာမှု emotional white တစ်ခု ရှိနေတာကိုဘယ်သူမှမသိနိုင်ပါဘူး။ဒီလက်ဟာမှုကပါလဲဆိုတော့စာနာမှုကိုချင်းစာမှုလို့ခေါ်တဲ့ empathy လုံးဝကင်းမဲ့နေခြင်းပဲဖြစ်ပါတယ်။ဒါမှလူတစ်ယောက်ကအခြားလူတစ်ယောက်ဒုက္ခရောက်တဲ့အခါဝေဒနာခံစားတဲ့အခါမှာကိုချင်းစာစီနဲ့ဝင်ရောက်ခံစားနိုင်တယ်စိတ်မကောင်းဖြစ်နေကြတယ်။ဒါပေမဲ့ psychopath တွေကတော့ဒါမျိုးမရှိပါဘူး။ သူတို့ကနောက်လိုက်ရခြင်းအပြည့်ရှိရလို့ခံစားရခြင်းဒါမှမဟုတ်စိတ်ခံစားမှုဆိုင်ရာနာကျင်မှုအစရာတွေကိုမခံစားနိုင်ပါဘူးသူတို့ကအမြဲတမ်းကိုယ့်ကိုယ်ကိုအထင်ကြီးတတ်ပြီးတော့မှတခြားသူတွေကိုသူတို့ရဲ့လူရင်းဆန္ဒအတွက်အသုံးပြုတဲ့ကရိယာတွေလိုပဲမြင်တတ်ကြတယ်သူတို့ရဲ့ရည်ရချက်ပြည့်မြောက်ဖို့အတွက်ဆိုရင်ဘယ်သူကိုနာကျင်အောင်လုပ်ရမစီဘယ်တော့မှတုံ့ဆိုင်နေမှာမဟုတ်ပါဘူးစိတ်ပညာအရလေ့လာခြင်းတော့စိုက်ခောပတိကအုံနာရဲ့ဖွဲ့စည်းပုံနဲ့စိတ်ခံစားမှုစာလှုပ်ဆောင်ချက်တွေမူမမှန်တာကြောင့်ဖြစ်ရတာပါ စိတ်ကံစားမှုကြောင့်ရမှုနဲ့ကိုချင်တရားကိုထိန်းချုပ်တဲ့အုံနာရဲ့အစိပ်ပိုင်းတွေကစိုက်ကိုပတ်တွေမှာပုံမှန်တဲ့ယောနည်းစွာပဲတုံ့ပြန်တတ်ပါတယ်။ထားကြသူတို့ကလူသက်မှုလို့ပြင်းထန်တဲ့လောက်ရမျိုးကျွလွန်ပြီးတဲ့နောက်မှာတော့စိတ်ကံစားမှုစံလှူရှားမှုမရှိဘဲနဲ့အေးဆက်တင်းကျင်စွာနဲ့နေနေတာပဲဖြစ်ပါတယ်။ Beauty Land အမှုမှာကျွလွန်သူကရာဇဝမှုကိုကျွလွန်ပြီးတဲ့နောက်သွေးတွေကိုတုတ်တာဖျောက်ဖျက်တာမျိုးလှုပ်ဆောင်နိုင်ခဲ့တာကဒီလိုစိတ်ကံစားမှုခင်းမဲ့ခြင်းရဲ့ပြင်းထန်တဲ့တက်တည်ပါပဲ။ ဒီလိုအန္တရာယ်များတဲ့စိတ်တွေသဘောထားကချက်ချင်းပေါ်လာတာမဟုတ်ပါဘူး။သူဟာအကြောင်းရင်းမျိုးမျိုးကြောင့်နေစဉ်ကလေးကတိတ်တိတ်ဆိတ်ဆိတ်ကြီးထွားလာတတ်ပါတယ်။ငယ်ရွယ်တဲ့ကလေးတွေမှာကလေးကစိုက်ကိုပတ်တွေကအစောပိုင်းလက္ခဏာရက်တွေရှိနေနိုင်ပါတယ်။ဥပမာတရိစံတွေကိုရဲဆက်ဆက်လှုပ်တတ်တာမျိုးမီးရှို့ဖို့ကြိုးစားတာမျိုးဘာမှမဟုတ်တဲ့ကိစ္စလေးတွေမှာကအစမကြကနလင်ညာခြင်းနဲ့ကိုအမားကိုဘယ်တော့မှဝန်မခံမင်းနဲ့အမြဲတခြားသူကိုအပြစ်ပို့တတ်တာမျိုးစားတဲ့လက္ခဏာတွေကနောက်ပိုင်းမှာ antisocial behavior လူမှုရေးစံချိန်နဲ့အပြုတ်မှုဒါမှမဟုတ် psychopath အဖြစ်ပြောင်းလဲနိုင်ပါတယ်မိသားစုနဲ့ပတ်ဝန်းကျင်က psychopath ဖြစ်လာတဲ့အဓိကအကြောင်းရင်းတစ်ခုလို့ပြောရင်တော့မမှားပါဘူးတချို့သော psychopath တွေရဲ့ဖြစ်ပွားမှုတွေကမိသားစုတွေမှာစိတ်ခံစားမှုဆိုင်ရာပံ့ပိုးမှုနဲ့မြင့်တာခြင်းပဲကြီးလက်လူရှုခံရခြင်းတွေနဲ့ဆက်ဆက်နေပါတယ်ငယ်ရွယ်တဲ့ကလေးတူကစာနာမှုနဲ့မြင့်တာကိုမသိရတဲ့အခါသူတို့ရဲ့စိတ်ခံစားမှုကအဖွံ့ဖြိုးမှုရပ်တန့်သွားပြီးတော့ ဘဝဝန်းကျင်ကိုရောက်ရစီရနေရ place to take တခုအဖြစ်သာမြင်တတ်ပါတယ်။နောက်တစ်တစ်ချက်ကဆိုရင်တော့အဲ့ဒါကစိတ်ခံစားမှုနဲ့စူးစမ်းလိုစိတ်လို့ပြောရပါမယ်။ psychopath တွေက ပုံမှန်စိတ်ခံစားမှုမရှိတာကြောင့်သူတို့ရဲ့စိတ်ထဲမှာပြင်းကြီးညင်းမြမှုအများအားရှိနေတတ်ပါတယ်။ဒီပြင်းကြီးမှုကိုပြပြဖို့အတွက်သူတို့ကအဆုံးရောက်တဲ့စိတ်လှရှားမှု extreme stimulation ကိုရှာဖွေတတ်ကြပါတယ်။ဒါကြောင့်မဲ့ beauty land အမှုမှာကျွလွန်သူက လူသက်မှုကိုစမ်းသပ်မှုအဖြစ်မြင်ပြီးတော့မှအတန်းဖတ်မှုကနေစိတ်လှရှားမှုကိုခံစားဖို့ကြိုးစားတာဖြစ်ပါတယ်။ဒီလိုစိတ်နေသဘောထားရှိသူတွေက အများပြင်းရန်ကိုလိမ္မာပါနတ်ပြီးတော့လူတွေကိုလှည့်စားမှချွန့်ကျင်ပါတယ်။သူတို့ကတာမန်တိုင်းနေတဲ့အောင်သင်ယူပြီးတော့လူတွေဘုံမှာအာနာလွမ်းမှုဖို့ထိန်းချုပ်ဖို့အတွက်ယုံကြည်မှုနဲ့ဆွဲဆောင်မှုရှိတဲ့မျက်နှာဖုံးတွေကိုဝတ်ဆင်ထားတတ်တယ်။ရာဇဝမှုဆိုတာကဒေါသထွက်ပြီးရုတ်တရက်လွတ်လိုက်တာမျိုးအမြဲတမ်းမဟုတ်ပါဘူး။ တခါတည်းမှာအေးဆက်တဲ့ဉာဏ်ကြီးစာနာမှုကင်းမဲ့ခြင်းနဲ့ထိ ंछ ုပ်လူစိတ်တွေပေါင်းဆက်ထားတဲ့စိတ်ပန်းဆိုင်ရာယောဂါကနေပေါက်ဖွားလာနိုင်ပါတယ်။နောက်တစ်ခုအနေနဲ့ Beauty Land Hotel အမှုမှာဂျွလွန်သူကရုပ်ရှင်တွေနဲ့ဗီဒီယိုတွေကြောင့်စိတ်ကူးရတယ်လို့ဝန်ခံလိုက်တဲ့စကားကတာမဝန်ခံချက်တခုမဟုတ်ပါဘူး။ဒါကျွန်တော်တို့ပတ်ဝန်းကျင်မှာတိတ်ဆိတ်ကြီးထွားလာနေတဲ့ပေါ်ပြီးကြီးမားတဲ့လူမှုရေးနဲ့စိတ်ပန်းဆိုင်ပြဿနာတခုကိုထောက်ပြနေတာဖြစ်ပါတယ်။ဘာကြောင့်များကဘာတဝမ်းမှာရာဇဝမှုနှုံတွေကတက်လာနေရတာလဲ။ ဒီမိခွင့်ရဲ့အဖြစ်ကရိုးရှင်းမနေပါဘူးအဓိကအဖြစ်လူမှုစီးပွားရေးမတည်ငြိမ်မှုကနေစတင်ပါတယ်နိုင်ငံအများပြားမှာဆင်းရဲမွေးတည်မှုနဲ့အလုပ်ကံခွင်လန်းနေပါလာတဲ့ကလူရီယာစိတ်ပန်းဆန်ဖီးယားတွေကိုရင်ဆိုင်လာရတယ်ဒီလိုဖီးယားတွေနဲ့စိတ်ချမ်းသာရေးဆိုင်ရာပံ့ပိုးမှုခင်းမဲ့ခြင်းတို့ပေါင်းဆက်လိုက်တဲ့အခါမှာလူတချို့အားလွယ်တကူရည်စုံမှုလမ်းကြောင်းကိုရွေးချယ်သွားတဲ့ကြတယ်။ဒါအပြင်ဤပညာတိုးတက်ပြောင်းလဲမှုကလည်းရည်စုံမှုတွေကိုတိုးလာအောင်ဤပေးလမ်းပြလုပ်နေတယ်လို့လည်းဖြစ်နေပြန်ပါတယ် ဤပညာကကျွန်တော်တို့ရဲ့နေစဉ်ဘဝကိုပုံမလွယ်ဘူးလာစေတယ်ဆိုတာအမှန်ဖြစ်ပေမဲ့အဲဒီလိုပဲရာဇဝတ်သားတွေအထွက်ကလည်းရာဇဝတ်မှုကျူးလွန်မှုကိုနီးလန်းပေးခဲ့ပါတယ်။ယနေ့ပြည်ရာဇဝတ်မှုတွေက digital စနစ်နဲ့လဲပတ်နေပြီးတော့စီးရီးပောင်တွေကလည်းမဲ့နေတယ်။ဒီလိုမျိုးကြောင်းဆရာကောင်းတဲ့လူသက်မှုတွေကိုလည်း internet ကနေတဆင့်လွယ်လွယ်လေးကြီးရှုနိုင်တာကရာဇဝတ်သားတွေအတွက်ကနီးပေးလန်းပြဖြစ်နေပြန်ပါတယ်။နောက်ထပ်နေပညာတိုးတက်မှုရဲ့ undery ဆိုရင်ဥပမာအားဖြင့် online လိမ်လည်မှုတွေ online scams ခွေချက်လက်ခိုးယူမှုတွေအထူးအရောင်ရင်းနှီးမြှုပ်နှံမှုတွေနဲ့လက်တလုံးမှာပုံပြီးအဖြစ်များလာတဲ့ AI နဲ့ဖန်တီးထားတဲ့လိမ့်လည်မှုတွေကစိုက်ဘာရာဇဝမှုနယ်ပယ်ကိုအားကောင်းစေပါတယ်။တရားရောက်ကခုနိုင်ငံထဲမှာပဲမရှိဘဲနဲ့ကမ္ဘာရဲ့တပတ်တစ်ချက်ကနေခိုးရငွေကြေးဒါမှမဟုတ် data တွေကိုခိုးယူနိုင်ပါတယ်။ဒီစိုက်ဘာရာဇဝမှုကကမ္ဘာစည်းဝါးရေးကိုနှစ်စဉ် trillion နဲ့ချီတဲ့ဒေါ်လာတွေကိုဆုံးရှုံးစေခဲ့ရပြီးတော့ပုံမှန်နိလန်တိုင်းငွေကြေးခိုးယူမှုတွေထက်ပမာဏအစားပေါင်းများစွာပိုပြီးများပြားနေတာကိုတွေ့ရပါတယ်။ ကဘာမှာတရက်ကိုရာဇမှုဘလောက်ဖြစ်နေလင်းဆိုတော့တီးကြတဲ့ဘေးကနန်းကိုပေးဖို့မဖြစ်နိုင်ပေမဲ့ကုလသမဂ္ဂနဲ့နိုင်ငံတကာဖွဲ့စည်းရဲ့အချက်လက်တွေအရနေစဉ်ထောင်ပေါင်းများစွာသောဂျမ်းဖတ်မှုလိန်လယ်မှုနဲ့ပြင်းထန်တဲ့ရာဇဝမှုတွေကကဘာတဝမ်းမှာဖြစ်ပွားနေပါတယ်။ဒါတော့အမှုဖွင့်ထားတာမျိုးမရှိတဲ့အမှုတွေပါထည့်ပေါင်းမယ်ဆိုရင်ဒီအရေးပြက်ကတကယ့်ကိုစိတ်မချမ်းမြေ့စေရပါ။ရုပ်ရှင်တွေက လူငယ်တွေရဲ့စိတ်ကိုဘလို့ပုံပေါ်တယ်လဲ။ဒီလိုကဘာရာဇဝမှုလမ်းကြောင်းမှာရုပ်ရှင်တွေဇလန်တွေတွေနဲ့ online media တွေရဲ့လွှမ်းမိုးမှုကအလွန်ကိုအရေးပါလာပါတယ်။အထူးအဖြစ် media နဲ့ရုပ်ရှင်တွေကအကြမ်းဖက်မှုအပေါ်မှာစိတ်ခံစားမှုခင်းမဲ့သွားအောင်ဖန်တီးပေးနေတာပဲလို့ဆိုရမှာပါ။သွေးထွက်တမ်းယူမှုဖက်ပြမှုတွေကိုဖျော်ဖြေနေတဲ့ထပ်ခါတည်းလေးမြင်တွေ့တဲ့အခါသာမန်လူတွေကမှစိတ်ခံစားမှုရော့ကျလာနိုင်ပါတယ်။ဒါပေမဲ့သာမန်လူတွေထပ်ပို့ပြီးတော့မှ psychopathic စိတ်နေသဘောထားရှိထားပြီးသားလူငယ်တွေကတော့ဒီရုပ်ရှင်တွေကပို့ပြီးတော့မှအန္တရာယ်များပါတယ်။ ။သူတို့ကရုပ်ရှင်တွေကချမ်းဖတ်မှုတွေကိုကြောက်စရာဖြစ်နေမမြင်တော့ဘဲနဲ့စူးစမ်းခြင်းစရာကောင်းတဲ့ဖြောပြမှုတခုလိုမြင်လာကြတယ်။ရုပ်ရှင်တွေကဘလို့တတ်ရမယ်၊ဘလို့ခန္ဓာကိုယ်ကိုဖျောက်ဖျက်ရမယ်စတဲ့ဒီစနစ်တွေကပါအသေးစိတ်ပြသတဲ့အခါမှာတော့ beauty လမ်းအမှုမှာလိုမျိုးလက်တွေ့ကျင့်သုံးမှုစိတ်ကူးကိုအားဖြည့်ပေးရရောက်သွားပါတယ်။နောက်တစ်ခုကရုပ်ရှင်တွေဟာအေးဆက်တဲ့လူတသမားကိုညံကောင်းတဲ့သူ၊စွမ်းရှိတဲ့သူ၊စွဲဆောင်မှုရှိတဲ့သူဖြစ်နေပုံပေါ်တယ်။ဒီလိုပုံပေါ်မှုတွေကဆန္ဒမှုခင်းမဲ့နေတဲ့လူငယ်တွေရဲ့စိတ်ထဲမှာ ရဇမုဂျူလနာကအာနာဓမ္မမုတ်ထူချမှုကိုရရှိနိုင်တဲ့နီလံမဲဆိုတဲ့အတွေ့အကြုံထည့်ပေးလိုက်တာပါပဲ။ဒါကြောင့်မလို့ဒီအမှုကနေသင်ယူရမယ့်အချက်ကမီဒီယာလွှမ်းမိုးမှုနဲ့စာနာမှုခင်းမဲ့ခြင်းတို့ပေါင်းစပ်တဲ့အခါဘလို့အေးဆက်ပြီးစီမံခန့်ခွဲတဲ့ရဇမုမျိုးဖြစ်ပေါ်လာနိုင်တယ်လဲဆိုတာပါပဲ။ကျွန်တော်တို့လူ့ဘဝအစည်းအဝေးနဲ့အကြမ်းဖက်မှုတွေကိုရိုးရိုးပြပြရဖြစ်မမြင်ဖို့နဲ့လူငယ်တွေရဲ့စိတ်ချမ်းသာရေးကိုဘလောက်ထိအလေးထားဖို့လိုအပ်နေတယ်လဲဆိုတာကိုပြန်လည်စမ်းသပ်ဖို့လိုအပ်နေပါပဲ။ ဒီလိုမျိုးကြောက်စရာကောင်းတဲ့လောကမျိုးတွေကအခုမှရှိနေတာတော့မဟုတ်ပါဘူး။သမိုင်းအဆက်ဆက်ခေတ်အဆက်ဆက်ရှိနေတာမျိုးပါ။ဒီလောကမျိုးကိုနားလည်ဖို့ဆိုရင်ကမ္ဘာသမိုင်းကနာမည်ဆိုးနဲ့ကြော်ကြားတဲ့စိုက်ကိုပက်တရီရဲ့ပုံစံတွေကိုလေ့လာဖို့လိုအပ်လာတယ်။သူတို့အားလုံးကဂျမ်းဖတ်မှုရဲ့နောက်ွယ်ကစိတ်ကံဆောင်မှုခင်းမဲ့ခြင်းကိုကိုးစားပြုနေပါတယ်။ကမ္ဘာသမိုင်းမှာနာမည်ကျော်ရာဇဝတ်သားတွေဒီရာဇဝတ်သားတွေရဲ့ဇာတ်လမ်းတွေက Beautyland အမှုကကျွလွန်သူရဲ့စိတ်နေသဘောထားနဲ့ထိုင်လန်စရာကောင်းလောင်မဲ့ပုံစံတူနေတာကိုတွေ့ရပါလိမ့်မယ်။ နံပါတ်1 Ted Bundy Theodore Robert Bundy ရဲ့ဇလံက1990ပြည့်လို့နှစ်တွေကအမေရိကန်ပြည်ထောင်စုရဲ့စိတ်ထဲမှာဆွဲထင်နေခဲ့တဲ့ကြောင်းမတ်ပွဲအားအမှတ်အသားတစ်ခုပါပဲ။သူဟာမျိုးသမီးငယ်များပြားကိုပြန်ပေးဆွဲအာမပြုခြင်းပြီးတော့တပ်ဖြတ်ခဲ့တဲ့ဇတ်တိုက်လူသက်သမားတူဦးဖြစ်ပြီးတော့နောက်ဆုံးမှာတော့လူ30တပ်ဖြတ်မှုအထိဝန်ခံခဲ့ပါတယ်။ဖာရီယာစေပန်းဆန်အဆိုးသွမ်းသူစိုက်ကိုပတ်တူဦးရဲ့ပုံစံကိုတိတိကျကျပြသခဲ့သူလည်းဖြစ်ပါတယ်။ သူဟာအရန်ဆွဲဆောင်မှုရှိတဲ့ဉာဏ်ကောင်းတဲ့ဥပဒေကြောင့်သားတို့အဖြစ်ဟန်ဆောင်ထားခဲ့တာကြောင့်သူရဲ့ရဲစက်တဲ့လုပ်ရည်တွေကလူအများရဲ့ယုံကြည်မှုနဲ့လုံခြုံမှုအပေါ်မှာထက်ရိုက်ရိုက်ခတ်ခဲ့ပါတယ်။ထတ်ဘန်ဒီရဲ့အန်ဒီယာရှိဆုံးလက်နက်ကသူရဲ့လူမှုဆက်ဆံရေးအတတ်ပညာပဲဖြစ်ပါတယ်။အပြင်ဘက်မှာသူကနိုင်ငံရေးမှာစိတ်ဝင်စားသူလူမေးလုပ်ငန်းတွေမှာပါဝင်သူပြီးတော့သူချစ်သူနဲ့စိတ်တည်ငြိမ်တဲ့ဆက်ဆံရေးရှိသူအဖြစ်သူ့ကိုယ်သူပုံဖော်ခဲ့တယ်။ဒါပေမဲ့ဒီလိုတိမ်မွေးတဲ့မျက်နှာပုံအောက်မှာရဲစက်ချမ်းကြွတဲ့တပ်ဖြတ်လူစည်းကိုဖုံးကွယ်ထားခဲ့တာပါ။ သူကသူ့ရဲ့သားကောင်တွေကိုချင်းကပ်ဖို့အတွက်ပုံစံမျိုးစုံကိုသုံးခဲ့ပါတယ်။ဥပမာအပြင်လက်ကျိုးဟန်ဆောင်ပြီးအကူအညီတောင်းခံတာမျိုးဒါမှမဟုတ်ရဲရရှိဟန်ဆောင်ပြီးလှည့်ပြားတာမျိုးလုပ်ခဲ့ပါတယ်။ဒီလိုလှည့်ပြားမှုတွေကသားကောင်တွေသူ့ဥပမာယုံကြည်မှုရှိလာစီစဉ်ခဲ့ရပါကျောင်းကျမှုရပြီးတဲ့နောက်တို့ကသူ့ရဲ့ Volkswagen Beetle ကားဟောင်းထဲကိုဆွဲဆောင်ခေါ်သွင်းခဲ့ပြီးတော့မှတပ်ဖြတ်တာမျိုးလုပ်ခဲ့ပါတယ်။ဆေပညာရှင်တွေကဗန်ဒီရဲ့စိတ်ကိုတုံ့ဆက်တဲ့ကသူဟာစာနာမှုနောက်ထားရခြင်းလုံးဝကင်းမဲ့တဲ့ ဆိုက်ကိုပက်တူဖြစ်တယ်လို့အတည်ပြုခဲ့ပါတယ်။သူရဲ့ရန်စွမ်းမှုတွေကဒေါသနဲ့ဆေးလိုက်မှာပါလုခဲ့တာမျိုးမဟုတ်ဘဲနဲ့အလွန်အေးဆက်ပြီးဂျိုဒင်တွက်ချက်ထားတဲ့စီမံမှုတွေဖြစ်ပါတယ်။လူအသက်ကိုတတ်ပြတ်တာကိုတောင်မှစိတ်ပန်းဆိုင်ရာအရစူးစမ်းလို့တဲ့ပျော်ရွှင်မှုသို့မဟုတ်ဆွမ်းအားကိုခံစားလို့တဲ့ဆန္ဒတစ်ခုအဖြစ်ရှုမြင်ခဲ့ရမျိုးပါ။သူကညံကောင်းပြီးတော့မှစီမံခန့်ခွဲနိုင်စွမ်းရှိတဲ့အတွက်ရန်စွမ်းမှုကျွလွန်ပြီးတဲ့နောက်တတ်သည့်အထောက်အထားတွေကိုဖျောက်ဖြစ်ရမှာကျွမ်းကျင်ခဲ့ပါတယ်။ဒီလိုစိတ်နေသဘောထားကြောင့်ပဲဘန်ဒီက ြည်နယ်များစွာကနှစ်ပေါင်းများစွာလွတ်မြောက်နေနိုင်ခဲ့တာဖြစ်ပါတယ်။ဗန်ဒီရဲ့ဇလန်မှာထူးခြားဆုံးပြပြတွေကတော့ဒူထောင်ကနေမြေကြီးနေတိုင်းထွက်ပြေးလွတ်မြောက်ခဲ့တာဖြစ်ပါတယ်။ပထမကြိမ်ထွက်ပြေးပြီးမချာခင်မှာပြန်အပန်းခံခဲ့ရပေမဲ့ဒုတိယကြိမ်ထွက်ပြေးပြီးနောက်မှာတော့ဖလော်ရီဒါပြည်နယ်အထိရောက်ရှိသွားခဲ့တယ်။အဲဒီမှာဖလော်ရီဒါပြည်နယ်တပ်ကတူမှာလူသတ်မှုနဲ့အသက်၁၂နှစ်အရွယ်ခေဘာလီလိချ်ကိုတပ်ဖြတ်ခဲ့တဲ့အမှုတွေကသူ့ရဲ့ရာဇဝမှုတပ်တန်းမှာအဆိုးရွားဆုံးမှတ်တမ်းဖြစ်ကျန်ရှိခဲ့ပါတယ်။ဖလော်ရီဒါမှာဗန်းခံပြီးတရားစွဲခံရတဲ့အခါ မိမိကိုယ်ကိုရှင်းနေပြင်းနဲ့ခုခံချိပါခဲ့ရမှာသူ့ရဲ့ဉာဏ်ရည်နဲ့ထင်ပေါ်ကျော်ကြားလို့ရတဲ့စိတ်ဓာတ်ကိုထင်ရှားစေခဲ့ပါတယ်။နေပေါင်းများစွာကြာမြင့်တဲ့တရားရေးဆိုင်ရာအယူခံဝင်မှုတွေပြီးမှဗန်ဒီကိုတည်တံချမှတ်ခဲ့ပြီးတော့1989ခုနှစ်ဇန်နဝါရီလ24ရက်နေ့မှာလျက်စစ်ကလထိုင်နဲ့ကွပ်မျက်ခဲ့ပါတယ်။သူကကွပ်မျက်မခံရမီရပ်ပိုင်းရဲ့လူမသားလူ30တပ်ဖြတ်ခဲ့ကြောင်းဝန်ခံခဲ့တာပါ။ထတ်ဗန်ဒီရဲ့ဇလန်ကစိတ်ပညာရှင်တွေနဲ့မူခင်ချမ်းကျင်သူတွေအတွက်လေးလာစရာအမွေအနှစ်တစ်ခုဖြစ်ချင်ရင်းခဲ့ပါတယ်။ နံပါတ်1 Jeffrey Dam Jeffrey Lionel Dam ကအမေရိကန်ပြည်ထောင်စုရဲ့အကြောက်ရဆုံးနဲ့အဆိုးအဝါဆုံး serial killer တွေထဲကတူဖြစ်သတ်မှတ်ခံရသူပါသူကို Milwaukee လူသားစားဘလူး The Milwaukee Cannibal လို့လည်းလူသိများပါတယ်1988ကနေ1992ခုနှစ်အတွင်းမှာအမျိုးသား72ဦးတပ်ပြတ်ခဲ့ပြီးတော့မှာသူရဲ့ရည်ရွယ်မှုတွေကလူသက်မှုကြီးတဲ့မဟုတ်ဘဲနဲ့အလောင်းတွေကိုကိုင်းကအပိုင်းပိုင်းဖြတ်တော့ခြင်းလူသားစားခြင်း အလောင်းနဲ့လိမ်ဆက်ဆက်ချင်းစတဲ့ဆင်မချမ်းမြေ့စရာအပြည့်အမူတွေပါဝင်ခဲ့တာကြောင့်ကဘာကို ထိတ်လန့်စေခဲ့ပါတယ်။ဓမ္မရဲ့ငယ်ဘွားကတခြားသူတွေနဲ့မတူခဲ့ပါဘူး။သူကငယ်ငယ်ကလေးကလူမှုရေးအရာအထူးကျန်ဆန်သူတယောက်ဖြစ်ပြီးတော့တငယ်ချင်းဖွဲ့ရတာအခက်အခဲရှိခဲ့တယ်။အစောပိုင်းမှာတော့တည်ဆုံးနေတဲ့တံတားလေးတွေပေါ်ဆွဲလန့်မှုရှိပြီးခန္ဓာကိုယ်တွေကိုထိန်းသိမ်းထားခြင်းတက်ဆစ်တာမီကိုစိတ်ဝင်စားခဲ့ပါတယ်။ဆေကျော်တဲ့အပြင်မှာမိဘတွေကွာရှင်းပြီးတဲ့နောက်သူရဲ့အထူးကျန်ဆန်မှုနဲ့အရက်တောက်သုံးမှုကပိုပြီးဆိုးရွားလာခဲ့ပါတယ်။ ဓမ္မရဲ့အစိုးဆုံးလူရင်ဆန္ဒကတော့သူ့ကိုဘရောမဆွန့်ခွာမသွားမဲ့လောကထင်းကျုပ်ထမ်းနေတဲ့အဖို့တူဦးကိုပိုင်ဆိုင်ဖို့ပဲဖြစ်ပါတယ်။ဒီဆန္ဒကပဲသူ့ကိုလူသားရဲ့လမ်းကိုတွန်းပို့ခဲ့တာပါ။ဓမ္မရဲ့ရည်စွယ်မှုချွလုံမှု Modex Operandi ကအလွန်ကမှထိတ်လန့်စရာကောင်းပါတယ်။သူဟာအထက်အပြင်းလိန်သူချစ်သူဘားတွေနဲ့လူစီကားတဲ့နေရာတွေကနေအမျိုးသားငယ်တွေကိုရွေးချယ်ပြီးတော့ငွေပေးမယ်။သူမအတူပြောပါမယ်လို့ပြောပြီးသူ့ရဲ့ Milwaukee မှာရှိတဲ့တိုက်ခန်းကိုလေပြာခေါ်ဆောင်ခဲ့တယ်။ အဲ့ဒီနောက်မှာသားကောင်ကိုအရက်ထဲအေးဆေးခတ်ပြီးတပ်ပြက်ခဲ့တာမျိုးလုပ်လို့ရှိပါတယ်။အလောင်းတွေကိုစိတ်ပန်းဆန်ဆွဲလန်းမှုကြောင့်ခန္ဓာကိုယ်အစိတ်ပိုင်းတွေဖြတ်တောက်ပြီးသိမ်းဆဲထားပါတယ်။သူကခေါင်းကိုယ်တွေကိုပြုတ်ပြီးအရေးပုံခွာတာမျိုးတချို့အစိတ်ပိုင်းတွေကိုရေခဲတက်လာတဲ့ထည့်ထားတာမျိုးဓမ္မမုံဓာတုပစ္စည်းတွေနဲ့ဖြက်စည်းပြတ်တာမျိုးတွေပါလုပ်ခဲ့ပါတယ်။ဂျန်ဖရီဓမ္မရဲ့ရက်ဆက်တဲ့လုပ်ရက်တွေက1992ခုနှစ်ဇူလိုင်လအထိနှစ်ပေါင်း73နှစ်ကျော်ကြာဆက်ဖြစ်နေခဲ့ပါတယ်။သူဖမ်းမိခဲ့တာကတော့မတော်တဆတာဖြစ်ပါတယ်။ အဲ့ဒီနေ့မှာ Tracy Edwards ဆိုတဲ့လူငယ်တကူကဂျမားရဲ့တိုက်ခန်းကနေလက်ထိပ်တစ်ဖက်တည်းချိန်ရတာထွက်ပြေးလွတ်မြောက်လာပြီးတော့ရဲကိုအကူအညီတောင်းခံရာကနေအစာပြုခဲ့တာပါရဲတွေကဂျမားရဲ့တိုက်ခန်းကိုရောက်တဲ့ကလူခန္ဓာကိုအစိပ်ပိုင်းတွေဖျက်တောက်ထားတဲ့ခေါင်းခွန်တွေဓာတ်ပုံတွေဒါတွေကို တွေ့ရှိခဲ့တာကြောင့်မလို့သူ့ရဲ့ဆိုးရွားတဲ့လူဝတ်ချက်တွေအားလုံးကပေါ်ထွက်လာခဲ့ပါတယ်ဂျမားကသူကျူးလွန်ခဲ့တဲ့လူသက်မှု18မြို့အတွက်တရားစွဲခံခဲ့ရပြီသူကရွေးသွန်းနေတာကြောင့်အပြစ်မရှိကြောင်း င်စန်တီခုခံချိပါခဲ့ပါတယ်။ဒါပေမဲ့လည်းဂျူလီယပွဲကသူ့ကိုသတိကောင်းတဲ့သူဖြစ်ဆုံးဖြတ်ခဲ့တာကြောင့်တသက်တကျွန်းထောင်လန်း16ကျင်းကြာခံမှုအမိန့်ချမှတ်ခဲ့ပါတယ်။တံပါထောင်လဲရောက်ပြီး3နှစ်ကြာ1994ခုနှစ်မှာသူ့ရဲ့အခန်းပေါ် Fellow Immediate ရိုင်းနှံမှုကြောင့်မို့လို့သိဆုံးသွားခဲ့ပါတယ်။ဂျမိုင်းဇလန်ကလူစည်ရဲ့နန်းနေတဲ့အမှောင်ထုနဲ့လူအပွဲစည်ရဲ့အားနည်းချက်တွေကိုအမြဲတမ်းသတိပေးနေတဲ့သင်ကန်းစာတစ်ခုအဖြစ်ကြန့်ရှိနေခဲ့ပါတယ်။ နံပါတ်3 John Wayne Gacy John Wayne Gacy ကအမေရိကန်ပြည်ထောင်စုရဲ့သမိုင်းတစ်လျှောက်မှာအစိုးဆုံးဇက်တိုက်လူသက်သမားတွေကတူဦးပါသူ့ကိုလူတွေကလူသက်သမားလူရှင်တော် The Killer Clown ဆိုတဲ့နာမည်ဆိုနေသိကြပါတယ်။ဘာကြောင့်လဲဆိုတော့သူကအပြင်းမာလူရှင်တော်ဝတ်ဆောင်ဝတ်ပြီးတော့ကလေးတွေအတွက်ပွဲတွေမှာဖျော်ဖြေခဲ့ပြီးမြဲလေအိမ်ထဲမှာတော့ဂျာမတ်ဖွဲ့ရာဇဝတ်မှုတွေကိုကျူးလွန်ခဲ့လို့ပါ1992ကနေ1998ခုနှစ်အတွင်းမှာ လူငယ်နဲ့ယောက်ျားလေး33ကိုတပ်ဖြတ်ခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်။ KCR ချီကာဂိုမြို့ပြင်ကရက်ကွက်တစ်ခုမှာနေထိုင်ခဲ့ပြီးတော့မှအလွန်အင်မတမလူချစ်လူငယ်ပေါ်များတဲ့အောင်မြင်တဲ့စီပွားရေးသမားတူအဖြစ်သူ့ကိုယ်သူပုံဖော်ထားခဲ့ပါတယ်။သူကကိုပိုင်ဆောက်လုပ်ရေးကုမ္ပဏီကိုအောင်မြင်အောင်တည်ထောင်ခဲ့ပြီးတော့ဒေသခံရက်ကွက်တဲ့နိုင်ငံရေးမှာပါတတကြွကြပါဝင်ခဲ့သူပါ။သူအိမ်မှာဆိုရင်နေ့စဉ်ရက်ကွက်ပါတီကြီးတွေကျင်းပလို့ရှိပြီးတော့အဲ့ဒီဘွဲဒီမှာသူကဖိုကို the clown ဖိုကိုလူရှင်တော်ဒါမှမဟုတ် patches the clown patch လူရှင်တော်အဖြစ်နဲ့ဝတ်ဆင်ပြီးတော့ကလေးတွေကိုဖျော်ဖြေလေးရှိပါတယ်။ဒီလိုပုံစံမျိုးနဲ့သူကရဲတွေနဲ့အင်ဒီနာချင်းရဲ့ယုံကြည်မှုကိုလုံးလုံးပဲရောက်ထားခဲ့ပါတယ်။ KC ရဲ့သားကောင်တွေကအသက်၁၄နှစ်ကနေ၂၁နှစ်ကြာကအမျိုးသားငယ်လေးနဲ့ယောက်ျားလေးတွေပဲဖြစ်ပါတယ်။သူကကားကောင်တွေကိုသူ့အင်ကိုလှည့်ပြခေါ်ဆောင်ရမှာပုံစံတစ်မျိုးကိုအဓိကသုံးခဲ့ပါတယ်။တကူကတော့သူ့ကမ္ဘာမှာအလုပ်ခံမှုခံလန်းခြင်းနဲ့နောက်တစ်ခုကတော့လိမ်မန်းဆန်ဆွဲဆောင်ခြင်းတို့ပဲဖြစ်ပါတယ်။ တားကောင်နဲ့အိမ်ထဲရောက်တဲ့ခါမှာ KC ကသူတို့ကိုအရက်ဒါမှမဟုတ်မွေးရစီပြီးပြီးတဲ့နောက်သူနာမည်ကြီးတဲ့မော်ပညာပြကွက် Magic Trick ကိုပြမယ်ဆိုပြီးတော့မှလက်ထိတ်ကခိုင်းလို့ရှိပါတယ်လက်ထိတ်ကပြီးတာနဲ့ KC ရဲ့ရက်စက်တဲ့နေဆက်မှုတွေကစတင်မှာတော့တယ်တားကောင်အများစုကိုလိမ်ပန်းဆန်ဆော်ကားပြီးတဲ့နောက်မှာလေဘင်းကိုကျိုးနဲ့ညှက်သက်ချင်းစွမ်ကူလေးရှင်းနဲ့အဆုံးသတ်ခဲ့ပါတယ် KC ရဲ့ဇလန်းမှာအထိတ်တလန့်အဆုံးပိုင်းကတော့အလောင်းလူကိုအဆုံးပြစ်ပုံပါပဲ သူသားခဲ့တဲ့လူငယ်33ဦးတွေက29ရက်အလောင်းကိုသူရဲ့ခြေကားကိုအင်ရောက်ကမြေရောက်တွင် crawl space တည်တည်လေးထဲမှာမြုံနှံထားခဲ့တာကိုနောက်ပိုင်းမှာရဲတွေကရှာဖွေတွေ့ရှိခဲ့ပါတယ်။ဂျန်နဲ့လေးလောင်းကိုတော့အနီးနားကမြေတခုထဲမှာတွေ့ခဲ့ရပါတယ်။လူနေတစ်ခုရဲ့အောက်ခြေမှာလူဒီလောင်း29လောင်းကိုရှာဖွေတွေ့ရှိခဲ့ရတဲ့ဒီအဖြစ်အပျက်ကတကယ်ပါလုံးကိုတော်လို့စီခဲ့ပါတယ်။ခေစီကို1988ခုနှစ်မှာ Robert Peak ဆိုတဲ့ 15နှစ်ရွယ်ကောင်းလေးတူပျောက်ဆုံးသွားမှုကနေစတင်စစ်ဆေးရတာဖမ်းမိခဲ့တာပါရဲတွေကကေစီရဲ့အိမ်မှာစစ်ဆေးမှုတွေပြုလုပ်ရင်းကအခန်းတွေကအနံ့ဆိုးတွေရှားပြီးတဲ့နောက်မြောက်တွင်းကိုစတင်တူးပေါ်ခဲ့ရကနေအမှန်တရားကပေါပေါလာခဲ့ပါတယ်ကေစီရသူပြမှုကျူးလွန်ခဲ့တာတွေကိုဝန်ခံခဲ့ပြီးမြဲစိတ်မနှံ့လို့အပြစ်မရှိကြောင်း insanity please တောင်းဆိုခဲ့ပါတယ်ဒါပေမဲ့လည်း1980ပြည့်နှစ်မှာဂျူရီအဖွဲ့ကသူ့ကိုလူသက်မှု33မှုလုံးအတွက် ပြင်းမှုတင်ရှားကြောင်းဆုံးဖြတ်ခဲ့ပြီးတော့မှဒေသန်ချမှတ်ခဲ့ပါတယ်။ဂျွန်ဝိုင်းကေစီကထောင်ထဲမှာဆက်လင်းနေကြောင်းနေခဲ့ပြီးတဲ့နောက်1994ခုနှစ်မေလ10ရက်နေ့မှာစေတူဘီကွက်မြတ်ချင်း Lethal Injection နဲ့အဆုံးစီရင်ခံခဲ့ရပါတယ်။ဒီနာမည်ဆိုတဲ့ကြော်ကြားခဲ့တဲ့ရာဇဝတ်သားတွေနဲ့ Beautyland အမှုကကျွလွန်သူတွေကြားမှာတူညီတဲ့ psychopathic လက္ခဏာရပ်တွေရှိနေပါတယ်။အဲ့ဒါတွေကတော့စိတ်ကင်းစားမှုကင်းမဲ့ခြင်း၊နောက်တမရခြင်း၊အာနာဒါမမဟုတ်ဆိတ်လို့ရှားမှုကိုရာဇဝတ်မှုကနေရှာဖွေခြင်းတွေပဲဖြစ်ပါတယ်။ သူတို့ရဲ့ဇလန်းတွေကနေကျွန်တော်တို့ရရှိတဲ့သင်ကန်းစာကတော့အန်ဒီယာအမြဲတမ်းရှင်းရှင်းလင်းလင်းပုံစံနဲ့မလာတတ်ပဲနဲ့တခါတည်းအသားမမြင်တဲ့ဘုံနောက်ွယ်မှာအေးဆက်စွာနဲ့ဘုံကွယ်နေတတ်တယ်ဆိုတာပါပဲ။ဒါကြောင့်ကျွန်တော်တို့အားလုံးကသတိထားပြီးတော့အသိမြင်ရှိဖို့လိုအပ်ပါတယ်။ Beautyland Hotel အမှုနဲ့ Psychopathy စိတ်ပိုင်းဆိုင်ရာယောဂအကြောင်းကိုလေ့လာခဲ့ပြီးတဲ့နောက်မှာကျွန်တော်တို့ကအမှန်တရားတစ်ခုကိုရင်ဆိုင်ရပါတော့မယ်။အဲ့ဒါကတော့လူစိုးဆိုတာအမြဲတမ်းဒီတိုင်းမွေးဖွားလာတာမဟုတ်ပဲနဲ့တခါတလေဖန်တီးခံရတာဖြစ်တယ်ဆိုရင်အချက်ပါ။ ်ဒီအမှုကရာဇဝတ်မှုတသက်မဟုတ်ပါဘူးကျွန်တော်တို့လူဖွဲ့စည်းရဲ့ဆန္ဒမှုနဲ့ချက်ချင်းမေတ္တာပျောက်ဆုံးနေတဲ့အပိုင်းကိုပြန်လည်ထင်ရပြနေတာဖြစ်ပါတယ်ဆိုက်ကိုပတ်တွေကဘာမှမရှိတဲ့လေယာဉ်တွေကနေရုတ်တရက်ပေါ်လာတာမဟုတ်ပါဘူးသူတို့ရဲ့ဆေးရအမျိုးမျိုးပြီးစားပတ်ဝန်းကျင်နဲ့လောမမှုတွေပေါင်းဆက်ပြီးတော့ပုံပေါ်ခံရတာပါငယ်စဉ်ကလေးကစိတ်ပိုင်းဆိုင်ရာလေးလူရှုခံရခြင်းမိသားစုရဲ့ဂရုစိုက်မှုပြင်းမဲ့ခြင်းတွေကနေဆန္ဒမှုကိမဲ့ခြင်းကစတဲ့ပေါက်ဖွာလာပါတယ်ဒီလိုဒီကြတဲ့လူငယ်တွေရာအကြမ်းဖက်မှုတွေနဲ့ပြည်နေတဲ့မီဒီယာတွေကိုဆွဲဆွဲမြဲမြဲကြည့်ရှုတဲ့အခါ ဒါသူတို့ရဲ့စိတ်ကူးယဉ်မှုတွေကိုအားဖြည့်ပေးပြီးတော့အန်ဒီရဲ့ရှိတဲ့တောင်းအဖြစ်နဲ့ပြောင်းလဲသွားစေနိုင်ပါတယ်။ Beautyland အမှုကကျွလွန်သူလူပဲသူတို့ကရုပ်ရှင်တွေကအကြမ်းဖက်မှုကိုလက်တွေ့ဘဝမှာဆန်းသက်လူစိတ်ကိုရရှိသွားကြပါတယ်။ဒီလိုဝမ်းနဲ့ဝေယပြည့်စိုးတွေထပ်မဖြစ်အောင်ကာကွယ်ဖို့ဆိုရင်ကျွန်တော်တို့လူ့ဘွယ်စည်းကစူပေါင်းတာဝန်ယူမှုရှိဖို့လိုပါတယ်။ပထမဦးဆုံးနဲ့ရေးကြီးဆုံးကာကွယ်ရေးကတော့စာနာမှုပါ။ကျွန်တော်တို့ရဲ့ကလေးတွေကိုငယ်စဉ်ကတည်းကကိုရှင်းစာစိတ် စေကံစာမှုဆိုင်ရာညင်ရီနဲ့ဇာရိတပိုင်းဆိုင်ရာတာဝန်ယူမှုတွေကိုသင်ကြားပေးဖို့လိုပါတယ်။လူအသက်ဆန်းသက်စရာဒါမှမဟုတ်ဖျော်ဖြေစရာမဟုတ်ဘဲနဲ့အဖို့မပြတ်နိုင်တဲ့အရာတခုဖြစ်ကြောင်းကိုသူတို့ကိုနားလည်အောင်သင်ပေးရပါမယ်။ဒုတိယအနေနဲ့အစောပိုင်းသတိပေးလက္ခဏာတွေကိုဘရောမှလေ့လျူမရှိပါနဲ့။ပရိသတ်တွေကိုရဲဆက်စွာနဲ့ပြုမူတာဆင်စမပြတ်လင်းညာလှည့်စားတာဒါမှမဟုတ်တခြားသူတွေရဲ့ဒုက္ခကိုလုံးဝစိတ်မဝင်စားတာမျိုးတွေဟာအန်ဒီရဲ့ပထမဆုံးအချက်ပြမှုတွေဖြစ်ပါတယ်။မိဘတွေဆရာတွေနဲ့လူမှုအသံဝိုင်းက ဒီလိုလက္ခဏာတွေရှိတဲ့ကလေးတွေကိုစောစီစွာဂရုပြုပြီးစိတ်ပညာဆိုင်ရာအကူအညီတွေပေးဖို့လိုအပ်ပါတယ်။ကျွန်တော်တို့ရဲ့ပံ့ပိုးမှုကဒီလူငယ်တွေကိုမှားမိုက်တဲ့လမ်းကြောင်းကနေပြန်ဆွဲထုတ်နိုင်တဲ့အခွင့်အရေးဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့မီဒီယာအသိပညာရှိဖို့ကလည်းလိုအပ်ပါတယ်။အကြမ်းဖက်မှုကိုပြောပြရေးလို့သဘောထားတဲ့ရုပ်ရှင်တွေနဲ့လူမှုကွန်ရက်တွေရဲ့လွှမ်းမိုးမှုကိုထိန်းချုပ်ပေးဖို့လိုပါတယ်။လူငယ်တွေကိုသူတို့မြင်တွေ့တဲ့အကြမ်းဖက်မှုတွေကိုဝေဖန်ပိုင်းခြားပြီးကြည့်ရှုတတ်ဖို့သင်ကြားပေးရပါမယ်။ရုပ်ရှင်တွေကလည်းစားမှုတွေဟာလက်ပြဘဝမဟုတ်ဘူးဆိုတာကို ခွဲခြားသိမြင်တဲ့အောင်လမ်းညွှန်ပေးရပါမယ်။ Psychopath တွေကကျွန်တော်တို့ပတ်ဝန်းကျင်မှာအများကြီးရှိနေမှာပါ။ဒါပေမဲ့သူတို့ရဲ့အာဏာကကျွန်တော်တို့လူအပွဲစည်းမှာအသိမြင်ဘလောက်ကင်းမဲ့နေသလဲဆိုတဲ့အပေါ်မူတည်နေပါတယ်။နားစင်ကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ခင်ဗျာ။